ောင်ကြီးအင်းလေးပဲရောက်တယ်ဆိုလို့ရှိရင်ညောင်ရွှေကလည်းမလဲမဖြစ်တွားရောက်လဲပတ်တဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီထဲကမှဒီလေတော့အိမ်ဆိုတဲ့တဘာဝနဲ့အနီးစပ်ဆုံးအော်ရှိတဲ့ဒီ hidden gems လေးကိုလည်းတွားပြီးတော့မှလဲပတ်တဲ့သူကို GPS ကနေလဲထောက်ပြီးတော့မှပေါ့နော်တွားလို့တဲ့နဲ့သူကမွေရော်ကက်ကူဘက်ကိုတွားတဲ့အထွက်တဲ့လမ်းမှာပေါ့နော်ဒါမှမဟုတ်ဒီမြို့ရဲဘက်ကိုပြန်ချိုးလာတဲ့ဟိုကနေရာမှာရှိတာပေါ့နော် 2019 20လောက်တုန်းကတည်းကဒီညောင်ရွှေတို့ဒီဘောတို့မှာဝါးနဲ့စောက်ထားတဲ့ကြောင်းတို့အဲအဆိုင်လေးတွေပေါ့အဲ့လိုမျိုးတွေရှိတယ်လို့ကြားဘူးတယ်ဒါပေမဲ့မရောက်ဘူးလိုက် အခုဒီလေတော့ရင်ကတဘာဝကိုသဘောကျတဲ့သူတွေဆိုပိုအဆင်ပြေမယ်။သူက economy ရှိဘူး၊အရေးတော့ရှိမယ်။ပြီးတော့ဒီလေကွင်းကနေဖြတ်ပြီးတော့မှလာတဲ့လေပေါ့နော်။ New Year ဒီဆိုရင်တော့ပူမယ်၊မိုးရင်းဆိုရင်တော့မိုးကြီးလေးပါမယ်ပေါ့နော်။အဲ့လိုမျိုးတဘာဝရှုခင်းနေတဲ့တဘာဝအရသာကိုခံစားနိုင်တဲ့သူတွေဆိုလို့ရှိရင်တော့ပို့ပြီးတော့ကြိုက်ကြမယ်။ပြီးတော့သူ့မှာကောင်းတဲ့အစားအစာတွေကလည်းတကယ်ဟို restaurant တွေမှာရတဲ့ taste အတိုင်းပဲပေါ့နော်အဲ့လိုမျိုးလေးရတယ်ပြီးတော့ညောင်ရွှေရဲ့ signature ပေါ့ငပောင်းကြော်လာအဲ့လိုမျိုးတွေလည်းရတယ်ဆိုတော့ဒေတာအစားစာကိုလည်းစားပြီးတော့မှတဘာဝရတာအောင်ပေါ့နော် ထိုင်ပြီးတော့ကြည်နေရတာလုံးဝအရသာပဲ ဓာတ်ပုံရိုက်လို့ကောင်းအောင်လဲပေါ့နော်ရှုကင်းလာတဲ့နေရာလေးတွေမှာနေရာလေးတွေလုတ်ပေးထားတော့ဓာတ်ပုံသေးချာရိုက်တက်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီနေရာလေးကတော်တော်အဆင်ပြေတယ်။နောက်ထပ်သဘောကျတဲ့နေရာကတော့အဲတန့်စင်ခန်းပေါ့နော်။သူကလည်းဝလုံးနေနဲ့ပဲလုတ်ထားတာ။အဲကြည့်လို့ရှိရင်တော့အထဲကိုမြင်ရလောက်တယ်လို့ထင်ရပေမဲ့လည်းအဲတည်တည်ချာချာပေါ့နော် privacy လိုမျိုးလေးလှုပ်ထားတဲ့ခါကြတော့နေဝင်လေထွက်ကောင်းပြီးတော့မှဆွဲဆောင်မှုရှိတယ်ပေါ့နော်ကိုယ်တိုင်တက်စင်ကလေးကိုသဘောကျရနေဟိုးရင်နှစ်တည်းကားလိုတွားစရာနေရများများဆဆမရှိတော့ပေမဲ့လေဒီလေတော့အိမ်လေးကတော့တဘာဝကိုကြိုက်ပြီးတော့မှရှုခင်းလှလှလေးနဲ့တဘာဝထိတွေ့လေးကိုရှိကျင်နေမြင်ကျင်နေဆိုလို့ရှိရင်တော့ဒီလေတော့အိမ်ကိုလာခဲ့ဖို့ recommend ပေးပါတယ်